တကယ်နဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဗျာဒါကတော့ကျွန်တော်တို့ကတ်တွန်းဆိုင်လေးပေါ့နော်ကျွန်တော်တို့ဒဲထိုးအောင်မှာပဲဖြစ်ပါတယ်နော်ပထမဆုံးကျွန်တော်တို့ထိပ်စီးကဒီမှာရှိတဲ့နံပါတ်9ပေါ့နော်ဒီနံပါတ်9ဒီကျွန်တော်တို့ဒီမှာ9ရဲ့ပါဝါဆိုပြီးတော့3 3 9ဆိုပြီးတော့2လို့ကြာပြီးသွားတယ်နော်9ပါဝါ2နော်သူရအောင်မှာကျွန်တော်တို့စေရဒီမှာ၃ညပေါ့เนาะဒီ၃ညဒီသူပါပါเนาะ၈ခွန်၃ညဆိုပြီးတော့ ်ငါနော်ပေါင်းခြင်းငါကိုကြာပြသွားပါတယ်ဒီရောက်မှာဆက်ရဖက်ဒီနံပါတ်9ဒီဒါဆိုရင်ဘာဖြစ်ပြရမယ်ဒီလိုသုံးလုံးပေါင်းခြင်းဒီခွန်ပါဝါနှစ်ဆိုတာဖြစ်ပြရမယ်နော်နှစ်ဆိုတာဖြစ်ပြဖို့တဲ့9ခွန်6ပေါ့နော်ပေါင်းခြင်းနံပါတ်2ဆိုပြီးတော့ကျွန်တော်တို့6ထိပ်စီဖမ်းမယ်ပေါ့နော်6ထိပ်စီပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ခါတိုင်းပေါ့နော်ခါတိုင်းကကျွန်တော်တို့ဒီမှာနံပါတ်ခွန်ပေါ့နော် ဒီနံပါတ်9ဒီကျွန်တော်တို့ဒီမှာ3ည3ည9ဆိုပြီးတော့ဒုံလုံးပေါင်းခြင်း9ဆိုတာဖြစ်တယ်เนาะသူ့ရဲ့အောက်မှာနံပါတ်3ပေါ့เนาะဒီနံပါတ်3ဒီလဲ9 9 9ဆိုပေါင်းခြင်းနံပါတ်3ကိုဖြစ်တယ်เนาะဒီအတွက်ကြောင့်ဒီမှာရှိတဲ့နံပါတ်8เนาะဒီနံပါတ်8ဒီကျွန်တော်ဒီမှာဒုံလုံးပေါင်းခြင်းနံပါတ်8ဆိုတာဖြစ်ပြရမယ်เนาะဒါဆိုရင်ဘာဖြစ်မလဲ9เนาะ9 9 4 ောင်းခြင်းနံပါတ်ဒီနံပါတ်10ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အပိတ်လေးတစ်ချက်ကြည့်ရအောင်ပေါ့နော်။အပိတ်ဒီကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်တို့ခွန်ခွန်ပေါ့နော်။ဒီနှလုံးပေါင်းခြင်းဒီ၄ဖြစ်တယ်နော်။၄ဖြစ်တဲ့အတွက်ဒီခွန်ခွန်ပေါင်းခြင်းဒီ၄လို့ရိုက်တယ်နော်။ဒီ၄ဒီဒီ၄လို့၄နဲ့၄နဲ့တွားပြီးတော့ကြိုက်တယ်ပေါ့နော်။ဟုတ်ပြီ။အောက်မှာ၁၀ရခွန်၃ညနော်။ ပေါင်းခြင်းနံပါတ်3ခွန်လို့ဖြစ်တယ်။ခွန်ဒီလဲကျွန်တော်တို့ထုံနေလောက်အောင်ပဲ34ပေါင်းခြင်းခွန်ဆိုပြီးတော့ခွန်ဒီခွန်လို့ရိုက်ပါတယ်။ဒီအတွက်ကြောင့်ဒီမှာရှင်းနေတဲ့ကျွန်တော်တို့3ခွန်ပေါင်းခြင်း3ညသည်เนาะကျွန်တော်ဒီမှာရှင်းနှစ်ပေါင်းခြင်း3ညဆိုပြီးတော့3ညက3ညလို့ကြာเนาะဟုတ်ပြီနှစ်အပိတ်ပေါ့เนาะနှစ်အပိတ်ကဒီမှာလဲရှိသေးတယ်ဗျเนาะ998ဒီမှာခွန်ဒီမှာ6ဆိုပြီးတော့နှစ်အပိတ်ပဲပေါ့เนาะဒီတော့အကြောင်း69နှစ်ပေါ့เนาะ ဒါကြိုင်နေတဲ့တငယ်ချင်းများထိုးလို့ရအောင်ခြားပြတ်ပြလိုက်ခြင်းဖြစ်ပါတယ်နော်မူလေးကတော့ကတ်တွန်းဆိုင်လေးဖြစ်တယ်ပေါ့နော်အားလုံးပဲအဆင်ပြေကံကောင်းပါစေဗျဒါတငယ်ချင်းတို့ကြိုက်တယ်ဆိုရင်လည်းအတူတူလိုက်ပြီးတော့ကစားနိုင်ပါတယ်မကြိုက်ဘူးဆိုတော့တငယ်ချင်းတွေကလည်းကိုယ်တိုင်ပေါ့နော်ရတဲ့ကနန်းလေးတွေရှိရဲဆိုရင်လည်း comment မှာတစ်ချက်လောက်မှန်ငယ်ပေးပါအောင်များအားလုံးကိုကျေးဇူးတူတင်ပါတယ်။လာမယ့်ကျွန်တော်တို့16ရက်3လ2025ငါးချိန်မြောက်မှာအားလုံးပဲကန်တူရှင်များဖြစ်ကြပါစေဗျာနော်။ ။ Okay ပါ။ဒါဆိုရင်တော့ကျွန်တော်ရဲ့ဒီမူလေးကတော့6 5နှစ်ပေါ့เนาะတဲထိုးရမယ်ကဏ္ဍလေးဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Bye bye ပါဗျာ။